ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆူဝေရေးသားတဲ့ငင်းငင်းမရပဲရွေးကောက်ပွဲလုပ်ရမဖြစ်အာဆီယံအချက်၅ချက်ဆက်လက်ဆွဲကင်လ ీల ာသူဆီလူရဲ့မရှိဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်မြန်မာဟာမိသူသောရွေးကောက်ပွဲမျိုးကိုမလုပ်မီအာဆီယံရဲ့အချက်၅ချက်ကိုအကောင့်ထယ်ဖော်ရမယ်လို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက၎င်းတို့ရဲ့သဘောထားကိုထပ်လောင်းအတည်ပြုလိုက်ကြပါတယ် ထို့ပြင်မြမပရိပခမပေါ်ထွက်လာတဲ့နိုင်ငံ ဖြတ်ကျော်ရာဇဝမှုများအားလဲအခိုင်အမာပူးပေါင်းဆောင်ရွက်မှုနဲ့ဖြည့်ရှင်းသွားမယ်လို့ဂရုပြုခဲ့ကြပါတယ်။ဘုံသဘောတူညီချက်၅ချက်အားအကောင့်ထဲပေါ်မှုနဲ့ဆက်လင်း၍အာဆီယံခေါင်းဆောင်များရဲ့သုံးသပ်ဆုံးဖြတ်မှုအပေါ်ကြေညာချက် ထုတ်ပြန်ရမှာနိုင်ငံတွင်းတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိအောင် တက်ဆိုင်နေတဲ့အဖွဲ့အစည်းများအားလုံးအချက်၅ချက်အားအပြည့်အဝအကောင့်ထဲပေါ်ကြရင်လေတိုက်တွန်းထားပါတယ်မိမိတို့မှာရုပ်ောက်ပွဲမလုပ်မီအကြမ်းဖက်မှုများရက်ဆိုင်ပြီးအားလုံးပါဝင်တဲ့နိုင်ငံကြီးဆွေးနွေးပွဲများပြုလုပ်ရန်အလေးနက်တိုက်တွန်းတယ်လို့လည်းပါရှိပါတယ်ရုပ်ောက်ပွဲကလည်းလွတ်လပ်တရားမျှတငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအလုံးပါဝင်နိုင်တဲ့ယုံကြည်ရလောက်တဲ့ရွေးကောက်ပွဲမျိုးဖြစ်ဖို့အရေးကြီးကြောင်းအလေးအနက်ဖော်ပြထားပါတယ် မြန်မာမှရွေးကောက်ပွဲအားလေးလာသူများဆေလွတ်ရန်ဖိတ်ခေါ်သည်ကိုသိရှိကြောင်းလည်းပါရှိပါသည်ဆက်လက်ပြီးအချက်၅ချက်ကိုအကောင့်ထဲမဖော်မချင်းအကျန်းဖတ်သမားမင်းအောင်လိုင်ကတက်ခွင့်မပေးဆိုတဲ့မူကိုဆက်လက်ဆွဲကွင်သွားမယ်လို့လည်းပါရှိပါသည်လက်ရှိအနေထားမှာဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားတို့ကအပြင်းထန်ဆန့်ကျင်နေပြီးထိုင်းနိုင်ငံကသာ ဖိတ်ခေါ်မိဆိုက၎င်းတို့ဆေလွတ်ပေးမယ်လို့လူသိရှင်ကြားပြောထားပါတယ် အာဆီယံရဲ့တရားဝင်ယက်တီချက်ဟာရွေးကောက်ပွဲမတိုင်မီအကြမ်းဖက်မှုရက်စဲရေးနဲ့တက်ဆိုင်သူအလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးရေးကိုအဓိကထားလှုပ်ဆောင်ဖို့လိုအပ်ကြောင်းဆိုသည်ပင်ဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံများကထိုအချက်များအကောင့်ထဲမဖော်သေးဘဲအကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို လေ့လာသူစေလွတ်ပါကတရားဝင်အတိမတ်ပြုသူလို့ဖြစ်သွားမည်ကိုစိုးရိမ်လို့ဆန့်ကျင်နေကြပါတယ်။ ၎င်းတို့ရဲ့အချက်၅ချက်ဟာလည်းလိုလိုနေရင်မြောင်းနေရောက်သွားတော့မှာဖြစ်ပါတယ်တင်းငွေနေကထုတ်ပြန်တဲ့ပူတွဲကြီးညာချက်မှာအရက်သားများပေါ်ဆက်လက်ပြီးအကြမ်းဖက်နေမှုများကိုရှုတ်ချကြောင်းတပ်ဆိုင်သူများအားလုံးချက်ချင်းဆိုသလိုအကြမ်းဖက်မှုများရက်ဆိုင်ရန် ရဲသားများရဲ့လုံခြုံရေးကိုအာမခံကာကွယ်ပေးရန်နဲ့လူသားချင်းစာနာ ထောက်ထားတဲ့အကူအညီများအဟံတားမရှိပေးနိုင်ရန်နဲ့နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာမဲ့အခြေအနေများဖန်တီးပေးရန်လိုပါရှိပါတယ်။အဆိုပါကြေညာချက်မှာရွေးကောက်ပွဲအားလေးလာသူဆေလွတ်ရေးတလုံးတပါးရမြမပါရှိ၍လိုက်လျောမဲ့အလားအလာမတွေ့ရပါဘူး။တောက်ကြံလေးကအာဆီယံနဲ့နိုင်ငံတကာရှိအလုတ်သမားတမကများ ရက်ဘတ်အဖွဲ့အစည်းများလူအခွင့်ရေးအဖွဲ့စုစုပေါင်း308ဖွဲ့က၎င်းတို့ရဲ့အစိုးရများအားအကြမ်းဖက်ဆေးအုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ကြရန်တောင်းဆိုတဲ့စာများအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။လက်ရှိမှာအာဆီယံနိုင်ငံများဟာ၎င်းတို့နိုင်ငံရဲ့စီးပွားရေးကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန်ထိပ်သီးအစည်းအဝေးသို့ရောက်လာတဲ့ American, Japan, တောင်ကိုရီးယားအပါအဝင်နိုင်ငံပေါင်း20ခန့်မှခေါင်းဆောင်များနဲ့ အားတက်သရောဆွေးနွေးနေကြခြင်းမှာမြမစစ်ကောင်းဆောင်များကတော့ပြည်သူများအပေါ်အနိုင်ရာကြီးအတွက်လက်နက်များပိုးချောင်ကောင်းနဲ့ရနိုင်မဲ့အရေးတာခေါင်းထဲမှာရှိနေကြပါတယ်။ဩစတြေးလျရဲ့ The Interpreter စာဆောင်မှာဆောင်းပါးရှင်အီမီချူးက ူမဟာပြီးခဲ့တဲ့နှစ်အနည်းငယ်ကအကျန်းဖက်စေအုပ်စုမှထက်တန်းစစ်အရာရှိကြီးတဦးနဲ့ရှာချပါပါတွစ်ဆုံခွင့်ရခဲ့ရမှာ၎င်းတို့ရဲ့စိတ်နေသဘောထားကိုတီးခွင့်ရခဲ့ကြောင်းအဆိုပါဘူချုပ်ကြီးမှတကဘာလုံးက ကျုပ်တို့ကိုပိတ်ဆို့ဒဏ်ခတ်နေတော့ကဘာရေးလဲတသက်လုံးအဲ့လိုလောက်ခံနေရတာပဲကျုပ်တို့ဘက်မှာရုရှားနဲ့တရုတ်ရှိတယ်ပြီးတော့ကျုပ်တို့ဘာသာကျုပ်တို့လက်နက်တွေထုံနိုင်တယ်လို့ပြောခဲ့တယ်လို့မိမောင်းထိုးပြသွားခဲ့ပါတယ် ရွေးကောက်ပွဲဟာအာဆီယံကြောင့်အဆက်ဗျမ်းဗျမ်းကွဲမဲ့အရေးကိုကာမိလူကာမိညာလူလူကိုအာယုံလွှဲနိုင်မှုအသက်တာရလာကြတော့လေဥနောက်ပိုင်းဖွံ့ဖြိုးမှုမှာဆယ်နှစ်သားကံသာရှိတဲ့အမှုပညာရှင်များကိုခေါ်ထုတ်ပြီးဝါရဖြန့်ဇလန်းတူ အချိန်မီထုတ်လွှင့်လာကြပါလေမိတို့ပင်ဖြစ်စေဓမ္မဟာအောင်ပွဲ ခံခဲ့ပြန်ပြီဖြစ်ပါလေပြည်သူတို့ရဲ့တရားသောစစ်မုတ်ချက် 哦，娘们。